ိုဟစ်ဖြစ်နေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒီဥပဒေပညာရှင်နှစ်ယောက်ရဲ့ပြောကြားချက်ကကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေအတွက် knowledge sharing အတွက်အရန်ကိုအရေးကြီးပါတယ်။ကြည့်ရှုနေကြတဲ့ viewer တွေအတွက်ဒီ video လေးကိုတင်ဆက်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။ဆိုတော့ video ထဲမှာဘာတွေပြောနေကြလဲကျွန်တော်ဒူနာထောင်မှာပြီးတော့မှကျွန်တော်ပြင်ပြီးတော့ reaction လုပ်ပေးပါမယ်။ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကြည့်လိုက်အောင်ကြည့်နော်။အမျိုးသမီးတယောက်ကိုတခိုးပါလို့ဆွဆွပြီးတော့ပါရိုက်တဲ့ဟိုမျိုးသမီးတီးဖို့ကျွန်တော်ဒီကနေပြီးတော့မေတ္တာလက်ဆောင်လေးပေးမယ်။ ခမနာလဲဖို့ခမသီးဖို့နံပါတ်1ချက်နံပါတ်1ချက်အမှုဖြစ်အခင်းဖြစ်တဲ့နေရာမှာခမကပစ္စည်းခိုးပါတယ်လို့ပြောတယ်။ဘာခိုးတယ်ဆိုတာကိုခမအတီလင်းမပြောဘူး။လက်ထက်မှာလည်းဘာမှမတွေးရဘူး။သူ့ရဲ့လက်ထက်မှာလည်းဘာမှမတွေးရဘူး။ခမခိုးပါတယ်လို့စွပ်စွဲတယ်နံပါတ်1ချက်အတီဖြစ်မှု သူ့လက်ထက်မှာဘာမှမတွေ့ရဘူးခိုးတဲ့ပစ္စည်းကိုလည်းခမည်းမပြနိုင်ဘူးနံပါတ်1ချက်နံပါတ်2ချက်ခမည်းလကောင်းအမျိုးသမီးကိုသပင်ဆွဲပြီးတော့ပေါ့ရိုက်တယ်တမန်နာကျင်စင်မှုတာမန်နာကျင်စင်မှုဆိုတော့ကပုံမှန်323ပုံမှန်323ရာတမန်နာကျင်စင်မှု ။ထောင်တန်တစ်နှစ်ခမောင်းပေးမဲ့မေတ္တာလက်ဆောင်ကထောင်တန်တစ်နှစ်ငွေတန်ပြီးပြီးဆက်မခံရဘူး။နံပါတ်နဲ့ချက်ဒီမျိုးသမီးကိုခမောင်းတပေးဆွဲပရိုက်ပြီးတော့ဆိုရှယ်မီဒီယာပေါ်မှာအချက်တကွဲအကျိုးနဲ့ဖြစ်ကောင်လောက်တဲ့ကိစ္စအတွက်66ယောက်ကကြီးနှစ်နှစ်တည်းမပူသော ထောင်တန်ငွေတန်အသေးကြီးကိုချမှတ်ခံရအောင် နောက်တစ်ချက်ကခလေးတငယ်နှိမ့်ဆက်ညင်ပန်းမှု ခလေးလေးကိုကျိုးနဲ့တုတ်ပြီးတော့ဓာတ်တိုင်မှာကိုက်ပြီးတော့ကျိုးနဲ့မိခင်ရောနှစ်နှစ်ယောက်စလုံးကိုကတ်တုတ်တာခလေးတငယ်နှိမ့်ဆက်ညင်ပန်းမှုပုံမှန်တရားကကာကြီးအရာထောင်တန်းတလကနေ6လထိချမှတ်နိုင်တယ်ချမှတ်လို့ရတယ်အဲ့တော့ခမည်းတော်ပေးခြင်းနဲ့မက်ဆေ့ချ်က အဲ့ဒီပုံမှလေးတွေပါပဲခမားကသူ့ကိုတကူးလို့ဆွဆွဲတယ်သူ့ရဲ့လက်ထက်မှာလည်းလက်ဝဲပြတာတကူးမှမတွေ့ရဘူးခမားဆွဆွဲတဲ့အခင်ခံတော့မှခမားကျူးလွန်လိုက်တဲ့အမှုက၃ခုရှိတယ်ခမားကျူးလွန်လိုက်တာနော်၃ခုရှိတယ်နံပါတ်၁တာမန်နာကျင်စေမှုသမင်ဆွဲပြီးတော့ပေါ့ကိုရိုက်တယ်နံပါတ်၂ကလေးတငယ်နှိမ့်ဆက်ညှဉ်းပန်းမှုကလေးကိုကျုံးနဲ့တုပ်တယ်နံပါတ်၃ ဒီအမျိုးသမီးကိုအချက်တကွဲအကျိုးနဲ့ရအောင်ဆိုပြီးတော့ line မော်တင်တဲ့ကိစ္စ66ကကြီးခမည်းအမှုသုံးခုကိုကျူးလွန်ထားပြီးခမည်းကိုပြောကျင်တဲ့ message ပေးကျင်တဲ့ message လက်ဆောင်ကတော့အဲ့ဒါပဲဒီဆိုဗီဒီယိုလေးကတော့ဒီလောက်ပဲပြီးတော့မှကျွန်တော်ပေါင်းပြီးတော့ reaction လုပ်ပေးမယ်နောက်တဲ့ဗီဒီယိုတစ်ပုဒ်ကျွန်တော်တူထပ်ပြီးတော့နားထောင်ကြည့်မယ်ဆက်ပါမယ်အခုဖြစ်နေတဲ့ anti ဒါမျိုးကိုသုံးသပ်ပေးပါအောင်ဗျာတဲ့သူများဆိုင်မှာခိုးမိလို့ခိုးမိလို့တဲ့ဆိုင်ရှင်ကနှိမ့်ဆက်တာတဲ့တရားပြန်ဆွဲလို့ရပါသလားတဲ့ဒီမိန်းကလေးကိုဖြေချပေးရမယ်ဆိုလို့ရှိရင် ပျက်စီးခိုးတယ်ပေါ့နော်အခု line ပေါ်မှာကျမလည်းတွေးလိုက်တယ်ပေါ့နော်ပျက်စီးခိုးတာကိုမိသွားတဲ့အခါမှာဒီဆိုင်ရှင်အမျိုးသမီးကနေပြီးတော့အဲ့ဒီခိုးတဲ့သူကိုပေါ့နော်သပင်ဆွဲထားတာတို့ဒီလိုမျိုးနှိပ်စက်ထားပေါ့နော်ပြီးတော့ video file ကိုရိုက်ပြီးတော့တင်ထားတာတွေ့တယ်ခလေးလေးလဲပါတယ်ပေါ့နော်ဖမ်းပြီးတော့သူကနေပြီးတော့ရိုက်နှက်ထားတယ်ပြီးသွားတဲ့အခါမှာ video ရိုက်ထားတယ် line ပေါ်မှာတင်ထားတယ်နော်အဲဒီခလေးတယောက်လဲပါတာတွေ့ရပေါ့နော်အဲ့ဒီအခါမှာခိုးတဲ့သူကဥပမာ သူ့ရဲ့ပစ္စည်းကိုပေါ့နော်ခိုးတယ်ခိုးတယ်ဆိုလို့ရှိရင်သူ့ကိုခိုးမှုနဲ့အရေးယူလို့ရတာဖြစ်တယ်ကိုကနေပြီးတော့အဲ့လိုမျိုးရိုင်းနဲ့နှိပ်စက်ခွင့်မရှိပါဘူးနော်ဘာဖြစ်လို့လဲဆိုတော့ခိုးမှုနဲ့အရေးယူလို့ရတာဖြစ်တဲ့အခါမှာကိုယ့်ရဲ့ပစ္စည်းကိုခိုးသွားတယ်ခိုးသွားတာဖြစ်တဲ့အတွက်ရာဇွေ့ကျင်ထုံးပေါ့နော်ရာဇွေ့ကျင်ထုံးဥပဒေပုံမှန်59မှာဆိုလို့ရှိရင်အရက်သားကနေပြီးတော့ဖန်စီခွင့်ရှိတယ်ပြီးသွားတဲ့အခါမှာဒီဒီအကြောင်းမဲ့ပေါ့နော်နှောင်းလေးကြံ့ကြာခြင်းမရှိဘဲနဲ့ဒီ ခိုးတဲ့သူကိုပေါ့နော်ခိုးတဲ့သူကိုရဲတယောက်ယောက်ရဲ့လက်ကိုအပ်ရတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းနီးစက်ရရင်စက်ခန့်ပို့ရတယ်ပေါ့နော်ဒါကရာဇဝတ်ကျင်ထောင်ဥပဒေ59မှာဖော်ပြထားတာပြီးတော့တဲ့အခါမှာဒီသူကနေပြီးတော့ရိုက်နှက်လိုက်တယ်ရိုက်နှက်တဲ့အခါမှာတစ်ဖက်သားဟောပေါ့နော်သုံးတဲ့လက်နဲ့ပြီးတဲ့အခါမှာရရှိတဲ့ဒဏ်ရာပေါ်မှာမူတည်ပြီးတော့ရိုက်နှက်ခြင်းခံရတဲ့သူကသူ့ကိုရိုက်နှက်တဲ့သူကိုပေါ့နော်ပြန်ပြီးတော့အရေးယူလို့ရတာဖြစ်တယ် ပြီးသွားတဲ့အခါသူကဒီလိုမျိုးရိုင်းနှက်ယုံနေမကသေးဘူးဗီဒီယိုဖိုင်ဗီဒီယိုရိုက်ပြီးတော့ပေါ့နော်လိုင်းပေါ်ကိုတင်တဲ့အဲ့ဒီအခါမှာဆက်သွယ်ရေးဥပဒေပုံမှာ66ဂါဂျီအရာအရေးယူလို့ရတာဖြစ်တယ်ပြီးသွားတဲ့အခါမှာခလေးခလေးကိစ္စပေါ့နော်ခလေးကိစ္စကိုပြောမယ်ဆိုလို့ရှိရင်အဲ့ဒီခလေးလေးကိုသူကနေပြီးတော့စိတ်ပိုင်းဆိုင်ရာအကျန်းဖတ်တာရုပ်ပိုင်းဆိုင်ရာအကျန်းဖတ်တာအနိုင်ကျင့်နှိပ်ကွက်တာပေါ့နော်ပြီးတဲ့အခါမှာရိုက်နှက်တာ အဲဒါမျိုးတွေပါလာခဲ့မယ်ဆိုလို့ရှိရင်လေကလေးငယ်ခွင့်ရမဆိုင်ရာဥပဒေပုံမှာတရားရဲကကြီးမှာဖော်ပြထားတယ်။တရားရဲကကြီးအရာ သူကနေပြီးတော့အရေးလို့ရမှာဖြစ်ပါတယ်။ဒါကကလေးကကြတော့ကလေးရဲ့မိဘပဲဖြစ်ဖြစ်ကလေးရဲ့အုပ်ထိန်းသူတယောက်ရပဲဖြစ်ပေါ့နော်ဒါကအမှုဖွင့်တိုင်တန်းလို့ရတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီလိုမျိုးကိစ္စတစ်ခုဖြစ်တဲ့အခါမှာဒီသူ့အမားနေပြီးတော့ကို့အမားဖြစ်သွားတာပေါ့နော်အခု ဖြစ်သွားတတ်တယ်ပေါ့ ကိုကတကယ်လို့ကိုဆိုင်ရနေပြီးတော့လာခိုးတယ်မိသွားတယ်ဆိုလို့ရှိရင်လည်းဒါကရဲစခန်းမှာသွားရောက်တိုင်တန်းပြီးတော့အမှုဖွင့်လို့ရတယ်ကိုကဖမ်းထားရဆိုရင်လည်းခုနကပြောသလိုမျိုးပေါ့နော်တခါတည်းရဲလက်ကိုအဲဒါမှမဟုတ်လို့ရှိရင်ဒီဆက်ရဲစခန်းကိုပို့ပြီးတော့အရေးယူလို့ရတာဖြစ်တဲ့အခုလိုမျိုးလုံလိုက်တဲ့လုံရဲပေါ်မှာဆိုလို့ရှိရင်လည်းတဖက်ကနေပြီးတော့ပြန်ပြီးတော့အရေးယူခြင်းခံရနိုင်ပါတယ်လို့ဖြေကြားပေးလိုက်ပါတယ်ရှင်โอเคဆိုတော့ဗီဒီယိုဖိုင်လေးနှစ်ဖိုင်ကတော့ဒီလောက်ပါပဲဒီဗီဒီယိုဖိုင်လေးနှစ်ဖိုင်ကျွန်တော်ကြည့်ရှုနေကြပြောရတဲ့တကယ်ကိုတမှုရှိတဲ့ဗီဒီယိုဖိုင်လေးနှစ်ဖိုင်လည်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ဒီလိုဖြစ်စဉ်တွေနဲ့ကိုရီဂျုံကြိုက်လာတဲ့အခါကျရင်ဆောင်းရံဆောင်းလေးတွေဘာဖြစ်ဖြစ်ကျွန်တော် ုံးနားလည်သွားတာလည်းဖြစ်တယ်ပေါ့နော်အဲ့ဒီတော့လည်းပြောကြားပေးခဲ့ကြတဲ့ဦးလေးနဲ့ဒီကအမောင်နဲ့အရင်ကကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်နောက်တစ်ချက်ကတော့ဒီ view file နဲ့ပတ်သက်ပြီးတော့ reaction လုပ်ရမယ်ဆိုရင်တော့ကျွန်တော်တို့မှာအခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မေးစရာလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ ျွန်တော်အားလုံးမေးချင်နေကြတဲ့အကြောင်းအရာဖြစ်မဲ့လို့လည်းကျွန်တော်ယုံကြည်ရတော့ကျွန်တော်ကိုယ်တိုင်လည်းမေးချင်သလိုကျွန်တော်ကြည့်ရှုနေကြတဲ့ UI လည်းမေးကောင်းမေးချင်မယ်လို့ကျွန်တော်ယုံကြည်မိပါတယ်ပေါ့နော်ယုံကြည်မိပါတယ်ဘာပဲတော့အဖို့ခေါ်တာပေါ့လေနော်လက်ကစားပါဆိုတော့ဘာလဲဆိုရင်ကျွန်တော်တို့လက်ရှိအချိန်မှာကျွန်တော်တို့ကတကိုးတယောက်ကိုထားပါတော့ဥပမာမိတယ်ကျွန်တော်တို့ရဲ့စိုင်းမာပဲဖြစ်စီကျွန်တော်တို့ရဲ့အိမ်မာပဲဖြစ်စီမိတယ်ဒီလိုမိတဲ့အခါမှာကျွန်တော်တို့အနေနဲ့ရိုက်ပိုင်ခွင့်လည်းမရှိပြန်ဘူးနော်ရိုက်ပိုင်ခွင့်လည်းမရှိရိုက်လိုက်ရင်ကျွန်တော်တို့ကိုပြန်ပြီးအမှုမှာပတ်ဟုတ်ပြီနော်ပြီးတော့နောက်တစ်ချက်က ဒီတခိုးကိုကျွန်တော်တို့ကအာတခိုးဖြစ်တယ်ကို့အိမ်မမို့တခြားသောအိမ်ကလူတွေလည်းထပ်မံပြီးတော့ခိုးတာမျိုးမဖြစ်အောင်လူတွေသိအောင်ဟာလာကျွန်တော်တို့အနေနဲ့ဗီဒီယိုရိုက်ပြီးတော့မှသူကတခိုးဖြစ်ပါတယ်ဆိုတာကိုအားလုံးအသိပေးချင်တဲ့စန္ဒာနဲ့ဗီဒီယိုရိုက်ပြီးတော့ line ပေါ်တင်ခွင့်ရလဲမရှိပြန်ဘူး တော့မရှိပြန်အောင်။ဘာကြောင့်လဲဆိုတော့66ခိုင်းခိုင်းနဲ့ကိုပြန်ပြီးတော့တရားစွဲခံရမှာဖြစ်တဲ့အတွက်ဒီဟာလည်းကျွန်တော်တို့မှလုတ်ပိုင်ခွင့်မရှိပြန်တော့ဘူးเนาะ။ကျွန်တော်အခုတိရတော့ပြောပြတာ။တိရတော့ပြောပြတာ။ဒီအခြေအနေတွေကိုလည်းလက်ရှိကျွန်တော်ကြည့်ရှုနေကြပြောရတယ်။ဘာဖြစ်ဖြစ်ပြက်ပြက်သားသားလေးသိချင်မယ်လို့ကျွန်တော်ယုံကြည်တယ်။အဲ့တော့ထပ်ပြီးတော့ပြောချင်တာဘာလဲဆိုတော့ကျွန်တော်တို့ကတခုတစ်ယောက်ကိုကျွန်တော်တို့ကမိတဲ့အခါမှာဟဲ့တခုမလုံနဲ့เนาะမလုံနဲ့မိထိုင်းကောင်မထိုင်းနေအဲ့လိုသွားပြောရင်တကူကထိုင်နေပြီးတော့လက်ကလေးနှစ်ချောင်းကိုရှေ့ထုတ်ပြီးတော့ကျွန်တော်ကြိုးချီပါကျွန်တော်မဟုတ်တာလုံးမိတာတောင်းမှန်ပါတယ်ဆိုပြီးတော့ ပြီးသွားရင်အကြောင်းမဟုတ်ဘူး။ तू ကတခိုးလို့ကျွန်တော်တို့ကပြောလိုက်တယ်ဒီလူကထွက်ပြေးမယ်သို့မဟုတ်ကိုယ့်ကိုတခုခုသူ့လက်ထက်မှာပါတဲ့အရာတခုခုနဲ့ပြန်ပြီးတော့ response လုပ်မယ်တုံ့ပြန်မယ်ဆိုရင်ကျွန်တော်အနေနဲ့အဲ့အခါကျရင်ကျွန်တော်တို့ကလည်းသူ့ရဲ့တုံ့ပြန်မှုကိုမူတည်ပြီးတော့ပြန်လဲပြီးတော့တုံ့ပြန်မှာဖြစ်တယ်။အဲ့အခါကျရင်ကျွန်တော်လည်းလက်ပိုင်လည်းပါမိမယ်ခြေထောက်ပိုင်လည်းပါမိမယ်။နော်အဲ့လိုမျိုးပြန်ပြီးရိုက်နှက်ရတာကြီးလည်းရှိကောင်းရှိနိုင်တယ်။ဘာကြောင့်လဲဆိုတော့ तू ကအငြိမ်မနေတာ။ तू အငြိမ်နေပြီးတော့အေးအေးလူလူနဲ့အာကျွန်တော်မားပါတယ်ကျွန်တော်အဖမ်းခံပါမယ် ဆိုပြီးတော့ကောင်းမွန်မွန်နဲ့ငုတ်တော့လေးထိုင်ပြီးတော့တည့်ရမယ်အလက်လေးနှစ်ချောင်းရှေ့ထုတ်ပြီးတော့ပြီးရင်တော့အเจ้าမဟုတ်ဘူးเนาะအဲ့ဆိုရင်တော့ကျွန်တော်တို့ကဦးနာကပြောသလိုပဲဘာမှရိုက်เสียမလို့ပဲနဲ့သူ့ဖမ်းပြီးတော့ရောက်ပြီအတိုင်းပဲကျွန်တော်တို့ရေစကန်ကိုပို့နိုင်လို့ရတယ်အဲ့လိုမှမဟုတ်ပဲနဲ့ကုနာလို့ကျွန်တော်တို့ဒါလည်းကျွန်တော်တို့ထည့်သွင်းစဉ်းစားမယ်အချက်တည်းမှာပါလေเนาะဘာကြောင့်လဲဆိုတော့ကိုးပါတယ်ဆိုတဲ့ကူကသူ့ရဲ့စိတ်ကပြောမယ်ဆိုရင်ကောင်းတဲ့စိတ်အแทမှာရှိတဲ့လူကိုဟုတ်တော့မကောင်းတဲ့လူတယောက်ရဲ့စိတ်ဓာတ်ကအမျိုးဆုံးကျွန်တော်တို့ response လုပ်လာနိုင်တယ် ကောင်းမွန်မွန်ဆက်ဆံတာလည်းဖြစ်လာနိုင်သလိုကျွန်တော်တို့အဲ့ဒီဟာနဲ့ဆန့်ကျင်ဘက်ဆူဆူဝဝလည်းပြန်ပြီးတော့တိုက်ခိုက်လာနိုင်တယ်။အဲ့ဒီအခြေအနေမျိုးဆိုရင်သူကကာကွယ်ခွင့်ရှိတာကတော့ကျွန်တော်နားလေတယ်။သို့တော် level ခုနပြောသလိုလေကျွန်တော်တို့ကရိုက်လိုက်ပါပြီ၊ကဲထားပါတော့နော်။ရိုက်လိုက်ပါပြီ၊ဖမ်းလိုက်ပါပြီ၊ချုပ်လိုက်ပါပြီ။အဲ့ဒီမှာကျွန်တော်တို့ကအနေနဲ့အများတော့နည်းပါမိမယ်ဟဲ့လား။သူ့ငြိမ်သောကျွန်တော်တို့ကရိုက်တဲ့အခြေအနေမျိုးမှာရိုက်မိမယ်။ ဲ့ဒီရိုက်မိတဲ့အခြေအနေကနားလို့တရားဥပဒေရပြန်ကြည့်မယ်ဆိုတော့ तू ကတော့အကယ်၍ဒီလို view file ကိုတကောကနားထောင်မိသွားရဲဆိုရင် तू ကနားလေသွားပြီလေငါခိုးလို့ရတယ်ခိုးရင်ငါ့ကိုဖမ်းပိုင်ခွင့်ရှိတယ်သို့တော့ငါ့ကိုရိုက်ပိုင်ခွင့်မရှိဘူးပြီးနောက်တစ်ချက်ငါ့ကိုဗီဒီယိုရိုက်ပြီးတော့ live ပေါ်မှာတင်ပိုင်ခွင့်မရှိဘူး तू က66ကာကြီးကိုလည်း तू တိသွားပြီနော်အဲ့လိုတိသွားတဲ့အတွက်ဘာဖြစ်လာလဲဆိုတော့တကောကပြောမယ်ဆိုပြန်ပြီးတော့ကျွန်တော်တို့ကို ပြန်ပြီးတော့ကျွန်တော်တို့ရဲ့ weak point ကိုပြန်ကင်လာနိုင်သလားပေါ့နော်ကျွန်တော်အဲ့ဒါလေးတစ်ချက်တော့ကျွန်တော်ရဲ့စိတ်ထဲမှာဒီ video file လေးတွေနားထောင်ပြီးတဲ့အခါမှာကိုယ်အတွေးပါကိုယ်အတွေးပြောတာခေါင်းထဲမှာအဲ့လိုလေးတော့ဝင်လာမိတယ်အဲ့ဆိုငါဘလို့သူ့ကိုင်တွေ့ရမလဲနည်းနည်းလေးတော့အတွေးနည်းနည်းချက်သွားတယ်အထူးသဖြင့်တခြားမဟုတ်ဘူးဗျ video မရိုက်နေဆိုမရိုက်လို့ရသေးတယ်နော်သူများတဲ့ကားတွေကိုဒါတကူဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့က sharing လောက်တာမလောက်ရလဲပြဿနာမရှိမလောက်တော့သို့တော့ခုနလို့ तू ကအငြိမ်းမနေစိန်ဖြစ်နေကျွန်တော်တို့ကလည်းသူ့လိုမျိုးပဲလိုက်ပြီးတော့လှုပ်ရှားမှာဖြစ်တယ် လှုပ်ရှားရမှာဖြစ်တယ်လှုပ်ရှားရဲဆိုတဲ့နေရာမှာအတိုင်းအတာတွေကမျိုးစုံဖြစ်သွားနိုင်တယ်လေနော်အခြေအနေပုံမှာမူတည်တယ်လူတယောက်နဲ့လူတယောက်ရန်ဖြစ်တယ်သူတို့လူတယောက်နဲ့လူတယောက်ကျွန်တော်တို့ကအဲ့လိုမျိုးညစီးချတဲ့အခါမှာအဲ့ဟိုမင်းကငါတစ်ချက်ပဲထိုးငါမင်းကိုတစ်ချက်ပဲထိုးမယ်တယောက်နဲ့တယောက်သွားပြီးတော့ညှိနှိုင်းလို့မှမရတာဟုတ်တယ်မလား तू အငြိမ်မနေမချင်းကျွန်တော်တို့ကလုတဲ့နဲ့အနေထားရှိရင်ကျွန်တော်တို့ကလုံနေရမှာပဲဖြစ်တယ်နော်ဒါပေမဲ့ခုနကပြောသလိုလေ तू ခိုးတာထက် तू ကိုတုံ့ပြန်တာထက်တော့ကျွန်တော်တို့ကပူပူသားသားလှုပ်ခွင့်တော့မရှိတာတော့အမှန်ပဲနော် ကျွန်တော်ပြောချင်တာအားလုံးလည်းနားလည်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာတော့လက်ရှိဒီဥပဒေအရာကျွန်တော်တို့ကိုပြန်ပြီးတော့သူ့အနေနဲ့ဒီလိုကိစ္စတွေမှာပြန်ပြီးတရားစွဲပိုင်ခွင့်ရှိသလား အဲဒါလေးတော့ကျွန်တော်အနေနဲ့ပြက်ပြက်သားသားပေါ့နော်ကျွန်တော်ကြည့်ရှုနေကြ viewer တွေလည်းပဲဖြစ်ဖြစ်တဲတဲကွဲကွဲပေါ့နော်တိတိကျကျသိချင်ကြမယ်လို့တော့ကျွန်တော်ယုံကြည်ပါတယ်အထူးသဖြင့်ခုနကကျွန်တော်ပြောသူဗီဒီယိုမရိုက်နဲ့ဆိုရင်ကျွန်တော်မရိုက်လို့ရသေးတယ်သို့တော့ဘလောက်အတိုင်းတာနဲ့ကျွန်တော်တို့ကဒီလူဖမ်းလို့ရသလဲဒီလူပြန်ပြီးတုံ့ပြန်လို့ရသလဲဆိုတာကိုဥပဒေပညာရှင်တွေအနေနဲ့ပေါ့နော်ကျွန်တော်ရဲ့ဒီ profile လေးကိုမြင်နေဆိုရင်ကျွန်တော်တို့ဒါလက်ရှိ ပြည်သူလူထုကိုပို့ပြီးတော့ knowledge sharing ဖြစ်စေမဲ့အဒီအကြောင်းအရာကို detail ပေါ့နော်ကျွန်တော်တို့ဥပဒေအရကျွန်တော်တို့ကတော့တိုင်းနားမလည်ဘူးလေနော်လေးလာထားတဲ့သူလည်းမဟုတ်တဲ့အတွက်ဥပဒေပညာရှင်ဤအနေနဲ့ဆိုရင်တော့ဒါကိုကျွန်တော်အနေနဲ့ detail ပြောပြနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒါကြောင့်မလို့လေဒီ video file ကိုအကြေးအများဥပဒေပညာရှင်ဤထပ်မှန်ပြီးတော့တွေးသွားတဲ့ဆိုရင် ပြန်လည်ပြီးတော့ကျွန်တော်တို့ public ကိုချပြပေးပါလို့ကျွန်တော်အနေနဲ့အားလုံးအတွက်တောင်းဆိုပေးချင်ပါတယ်ဒီ video file ကတော့ဒီလောက်ပါပဲဒီ video file နဲ့ပတ်သက်ပါမျက်မှတ်ချက်ပေးခြင်းလဲမှတ်ချက်ပေးခြင်းတာရှိရင် comment မှာရေးသားခဲ့ကြပါကျွန်တော်နေ့စဉ်နဲ့အများကြီးရှုအားပေးနေကြတဲ့ viewer တူတူတယောက်ချင်းစီတိုင်းအလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ် video တွေမှာထပ်ပြီးတော့အဆုံးကြီးပါပြ See you next video thank you